ဲ့ကျွန်တော်စိတ်မကောင်းသွားတယ်ပဲကျွန်တော်ရဲ့ကင်မရာတွေကျွန်တော်ရဲ့လမ်းတွေကိုပြန်ရောင်းမယ်ကွာစဉ်းစားမှာအဲ့လိုပြန်ရောင်းကောင်းမှာတော့ကျွန်တော်မှတစင်စားအကုန်ရှိတယ်ဘာလို့လဲဒီမှာဒီ app ဆိုလို့ရှိရင်အဲ့ဒါမှမဟုတ်တော့ pro တွေနောက်ပြီးတော့ကျွန်တော်ဒီမှာ bow တွေနောက်ပြီးတော့ computer တွေ app video app တွေလောက်ကို computer နောက်ပြီးတော့ကျွန်တော်ဒီမှာ room နေနေဒါတော့ဖုန်းနဲ့ရတဲ့ room နေဒီမှာထားနော်ဒီမှာအတန်ဖန်းဆက်ဒီမှာပုံနော်ဒီမှာကင်မရာဆို80လမ်းလို့ရှိရင်အကောင်းဆုံးကြီးကျွန်တော်လည်းလားလမ်းလေး ဒီကောင်တသောင်းဝဲပေးရတယ်နာအဲ့ဒါမှတပိုက်လက်ပါအသက်မဟုတ်ပြအသက်ဆိုလို့ရှိလို့ဆိုနှစ်သောင်းဝဲလောက်ရှိတယ်ဒီကောင်ဒီကောင်တလောက်ပါအသက်ဆိုနှစ်သောင်းဝဲလောက်ရှိတယ်ဖီအလန်းလို့ရှိအမိဘနဲ့တူအကောင်းသားအဲအကောင်းသားကျွန်တော်ကဝယ်ရတော့ဘာလဲနန်းဆိုလည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကစဉ်းစားကျွန်တော်ဝါသနာပါတယ်ဗျဝါသနာပါတယ်ဆိုတော့ဒီကောင်မောင်တော့လည်းဝိုင်းစဉ်းစားပြီးတော့ဝါသနာပါတယ်ဆိုတော့ဒါကိုကျွန်တော်ပြန်ရောင်းမိတယ်နောက်ပြန်ဝါသနာပြန်ပါလာပြန်ဝယ်ရအောင်ဆိုတော့ဒါကျွန်တော်မရောင်းမနဲ့ထားပြီးတော့တကယ်ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဟိုဘာဘောเนาะတကယ်ဟိုအကျင့်သာတွေကကောင်းတဲ့အဲဒီကင်မရာမန်းပေါ့နော်နေရှိလို့ရှိရင်ကျွန်တော်လိုချင်နေတာဒီလိုတော့မှကျွန်တော်ကဘယ်လိုလဲဆိုတော့ကင်မရာမန်းကင်မရာမန်းကျွန်တော်လိုချင်တယ်ကင်မရာမန်းမြန်မာပြားဆိုလို့ရှိရင်ဒီမှာလန်နေပြီးတော့ဟိုတော့ပဲဆိုလို့ရတယ်ပေါ့ဘူအင်္ဂါနေလည်းရတယ်เนาะပေါ့ဘူအင်္ဂါနေအဓိကတော့ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတွေပါတွေကိုအဲကျွန်တော်တို့ကောင်းကောင်းအပ်ပစ်လောက်ကမယ်ကင်မရာကိုချင်းချင်းချင်းနေပေါ့နော် ကျွန်တော်တို့နောက်ပြီးကျွန်တော်ပြရမှာဆိုကျွန်တော်ပစ္စည်းအစုံဝင်လာပြီးတဲ့အပီဒိုလော့ဘူဆိုလို့ရှိရင်တော့ဝင်လာပြီးတဲ့အဖဲမဝင်လာပြီးတော့မနိုင်ပါဆိုလို့အဲပြောမှလို့ဆိုရင်ကျွန်တော်ပတ်စံကသူဘယ်လိုလဲပေါက်ပြဲနိုင်လို့လားဒါမှမဟုတ်လို့ဆိုရှင်ဟိုဟာလေးယူလာအဲလာကစားယူမလားပေါ့နော်အဲအဲ့လိုမျိုးကိုကိုကိုပြောမှလို့ကိုအဆင်ပြေတယ်လို့ပြောကျွန်တော်လည်းကြည့်မယ်လက်ရအောင်ကျွန်တော်ကြည့်မယ်လောက်တဲ့ပုံကျွန်တော်ကြည့်မယ်ကျွန်တော်လည်းအဆင်ပြေတယ်ဆိုလို့ရှိရင်တော့အလုပ်တွဲလုပ်မှာပေါ့နော်ကျွန်တော်မှာ ကင်မရာတို့ကြောင့်ချင်းရိုက်ချက်ပြီးတော့ဗီဒီယိုအပ်ဒိတ်ပကောင်းဆက်တဲ့လူတယောက်ကိုဒါကျွန်တော်ခေါ်မယ်။နော်အိမ်မှာနေချင်လဲနေလို့ရတယ်မနေချင်လဲအပြင်မှာအခန်းသားလို့ညားပေးမယ်ပြီးမန်နေဂျာအလုပ်ချိန်ဆိုတာပြီးလို့ချင်းကိုလောက်ခုလောက်ပေါ့။နော်ကျွန်တော်တို့ဟာတာဗီဒီယိုလေးတွေပါရိုက်ပေးရမယ်။အဲခေါ်လဲခေါ်ရတာဗျ။ဒါမှအဲ့ကင်မရာမန်ကိုဒီလိုခေါ်လိုက်မှာပေါ့လား။ကင်မရာမန်ငားမယ်ပုံတန်းတည်တဲ့လူကြီးရမယ်။အလားမရဘူး။နောက်ဆိုပါတယ်ကျွန်တော်မိမမရှိတော့ဘိုက်ကြီးလေးပါပါမှဆို ါမှမဟုတ်လူကတော့တရားနဲ့တရားနဲ့အကျင့်စာကြီးကြီးအကျင့်စာရိတ္တကြီးကိုတူပါလေနော်ပထမတရားဟာရခန္ဓာကမဟုတ်တမီလေးကိုကြိုက်လို့ဆိုပြီးအိမ်ကမောင်းထုတ်လိုက်တယ်အဲသူကတော့သူကြိုက်လို့ဆိုပြီးတော့အမှကျွန်တော်တို့တော်လိုက်ဒုတိယတစ်ခါကကြတော့အဲအိမ်မဟိုအစင်မပြေလို့ဆိုပြီးတော့ကျွန်တော်တို့ခေါ်တင်လာတယ်မမှုသူမလေးမအောင်ပဲနောက်တစ်ယောက်ထပ်ခေါ်စင်တင်ကြတယ်ကျွန်တော်မိမပါလေနော်အဲ့ဒါကတော့ငါကတော့ဒါဒုတိယတစ်ခါကအကျင့်စာကြီး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 တူပါကျွန်တော်လည်းသတိထားမှာပေါ့နော်ပို့ပြီးတော့သတိထားလို့ရတယ် ဒါတော့ဟိုပြောမှဆိုလို့ရှိရင်လူပြားနဲ့ပြောင်းနဲ့ခိုင်ခိုင်ကျက်ကျင်လည်းမတူဘူးနေပုံခိုင်ပုံလည်းမတူဘူးလေအဲဒါကြောင့်မလို့ကျွန်တော်ဒီမှာတကယ်ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင်ဗီဒီယိုအပ်ဒိတ်ကောင်းကောင်းလေးနောက်ပြီးတော့ဒီကင်မရာပေါ့နော်ကင်မရာကျွမ်းကျင်ကျင်ရိုက်နိုင်တဲ့လူပြားဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လာပေးပါ၃၉၅၈၇၈၈အဲထိုင်းဖုန်းနံပါတ်ပေါ့အဲ့ဒီကိုဆက်သွယ်လာပြီးအဲပြောမှဈေးနှုန်းကတော့ကောက်ကိုပြောကျွန်တော်ကတော့ကျွန်တော်ပြောမှဆိုလို့ရှိရင်ဈေးနှုန်းကတော့ကောက်ကိုကြိုက်တယ်လို့ပြောကျွန်တော်လည်းကြည့်ပြီးတော့ကျွန်တော်ပေးနိုင်တယ်ဆိုလို့ရှိရင်ပေးမှာနော်ဈေးနှုန်းကကျွန်တော်ညှိနိုင်နေမှာ ဘယ်လောက်ရလဲဆိုတော့ဗောနော်ဒါဗီဒီယိုဖိုင်လေး wide share လုပ်အောင်ဗျာအားလုံးလည်းဆိုတော့ကျွန်တော်ဒီမှာကင်မရာတွေရပြီးတော့ကျွန်တော်ကမရိုက်တော့ဘူးမနေ့ကတော့ဒီဖုန်းနဲ့လည်းအပြင်လည်းအော်ကွန်ပျူတာလည်းမခံတတ်ဘူးဘာမှမလုပ်တတ်တာအဲသူတို့ရလို့ဆိုပြီးတော့ကျွန်တော်ဝယ်ထားပြီးတဲ့အကောင့်တိုင်းနောက်ဆိုကျွန်တော်ထပ်ဝယ်ပြီးမှကင်မရာနောက်တစ်စုံကင်မရာဆိုငါးလုံးလောက်ခုမှအစီအမံရတယ်အဲ့ဒါလေးကိုဝယ်ဖို့လည်းစီစဉ်ထားရတယ်ဒါပေမဲ့လုံးဝအစီအမံမဖြစ်လာဘူးဗောနော် ဒါကြောင့်မို့ကိုညိကောင်မောင်မားတွေကကျွန်တော်တို့ဟာသဗီဒီယိုလေးတွေပေါ့နော် quality ကောင်းနဲ့မကြည့်ရကြဘူး။ဒါကြောင့်မို့ကျွန်တော်ပြန်ပြီးထိုးသားပါအောင်မယ်။ကင်မရာမန်ပြန်ခေါ်ပါအောင်ပေါ့နော်။အဲကျွန်တော်ဒီမှာအလုပ်လုပ်နေတဲ့လူကအဲဖုန်းနံပါတ်09956 9998ကိုဆက်သွယ်လာပြီးပါအားလုံးကျေးဇူးပါ။